င်္ဂါပါရှင်ကျမကတော့ရုံးမေကိုပါမနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းချို့ကိုရွေးချယ်ကောင်းတော့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့တရုတ်ကြားဝင်မှုနဲ့စစ်ကောင်စီနဲ့ DNL ထက်မှန်ဆွေးနွေးမှုအစီအမပြေတဲ့သတင်းမုံမျိုးနယ်ရှိစစ်ကောင်စီခြေကုပ်စခန်း၅ခုကိုတော်လန်ရေးပူပေါင်းတပ်သိမ်းပိုက်ခဲ့တဲ့သတင်းနတ်တလင်းရှိဓမငယ်ရဲကင်းစခန်းကို PDF တွေတိုက်ခိုက်သိမ်းပိုက်တဲ့သတင်း Sky Villa အပျက်စီးတွေအောက်ကနေရုပ်လောင်း၆လောင်းထပ်မံရှာဖွေ တွေ့ရှိတဲ့တွင် အိန္ဒိယနဲ့တင်မာနေချိန်ကက်ရှမီးယားနယ်စပ်ဒေသခံတွေကိုစာနယ်ရိပ်ခါမလစာစုဆောင်းမှုပါကစ္စတန်ညွှန်ကြားတဲ့သတင်းအစရှိတဲ့သတင်းတွေကို တင်ဆက်ပေးပါမယ်ထမားဆုံးသတင်းအနေနဲ့တရုတ်ကြားဝင်မှုနဲ့စကောင်စီနဲ့ TNL ထပ်မံဆွေးနွေးမှုအဆင်မပြေတဲ့သတင်းကို တင်ဆက်ပေးပါမယ်။တရုတ်ဆိုရရဲ့ကြားဝင်စီစဉ်မှုနဲ့စကောင်စီနဲ့နှစ်ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့တောင်းတက်မတော် PSLF TNL ကမနေ့ကထုတ်ပြန်လာပါဗျ။ ပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦး PSLF ရဲ့ဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်တွေနဲ့စစ်ကောင်စီကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ကိုယ်စားလှယ်တို့ဟာတရုတ်နိုင်ငံရဲ့ဂျားဝင်စီစဉ်မှုနဲ့ဧပြီလ28ရက်နဲ့29ရက်တို့မှာအပြစ်ခတ်ရက်စဲနိုင်မှုတရုတ်နိုင်ငံကုမင်းမြို့မှာဆွေးနွေးခဲ့တာလို့ဆိုပါတယ်။ စစ်ကောင်စီကိုယ်စားလှယ်တို့က TNL တိမ့်ပိုက်ထားတဲ့နောင်ချိုကြောင်မဲတီဘောမိုးကုံနဲ့မိုးမိတ်စတဲ့ဒေသတွေကနေစုတ်ခွာဖို့တောင်းဆိုခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။ TNL ကတော့စစ်ကောင်စီအနေနဲ့လေကြောင်းကနေပုံကျဲခြင်းလက်နက်ကြီးတွေပစ်ခတ်ခြင်း drone တိုက်ခိုက်ခြင်းထိုးစစ်ဆင်ခြင်းစတဲ့ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်မှုတွေအလုံးရတံမှုတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်မှု ဒေသတည်ငြိမ်အေဂျင်မှုနဲ့ကိုကန်တပ်ဖွဲ့ MNDA လို့တစင်တိုးအပြစ်ခတ်ရက်စဲမှုပြုလုပ်နိုင်မှုအတွက်တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်အတွင်းထိ TNL တပ်ဖွဲ့အလုံးပြန်လည်ဆုတ်ခွာပေးဖို့စစ်ကောင်စီရဲ့တောင်းဆိုချက်ကို PSLF ကိုယ်စားလှယ်တွေကသဘောမတူနိုင်ခဲ့တာကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုတစဉ်ထပ်မတိုးနိုင်သေးဘဲဖြစ်ခဲ့တယ်လို့ဖော်ပြအတည်ပြုပါရယ် ဒါကြောင့်နှစ်ဖက်အပြစ်ခတ်ရက်စဲနိုင်မှုအတွက်လာမယ့်ဩဂုတ်လမှာထပ်မံဆွေးနွေးဖို့သဘောတူခဲ့ကြတယ်လို့ TNL ကဆက်လက်အတည်ပြုထားပါတယ်။နောက်ထပ်သတင်းအနေနဲ့မုံမြို့နယ်ရှိစီကောင်စီခြေကုပ်စခန်း၅ခုကိုတော်လန်ရေးပူပေါင်းတပ်သိမ်းပိုက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းရှိကျန်းညောင်လေးပင်ခိုင်မုံမြို့နယ်တွင်စကောင်စီတက်တက်ဆွဲထားတဲ့နေရာတွေကိုပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းမှာတိုက်ခိုက်ရှင်းလင်းရာ လက်နက်ခဲယမ်းတွေတင်စီရမိတယ်လို့ကီမျိုးသားစီယုံ KNU ကမနေ့ကမေလ၂ရက်နေ့မှာထုတ်ပြန်ပါတယ်မုံမျိုးနယ်တွင်စကောင်းစီတက်ရဲ့ခလာရ60ခလာရ83တို့ခြေကုပ်ယူထားတဲ့နောက်ကုန်းရင်တိုက်ကုန်းရံမျိုးအောင်ရွာကြီးအင်ဂျွန်ကုန်းတောင်စုကြေးရွာတွေကိုဧပြီလ28ရက်မနက်စောပိုင်းတနာရီဝင်းကျင်မှာတိုက်ခိုက်ခဲ့တာလို့ KNU ကဆိုပါတယ်တိုက်ပွဲတွင်စကောင်းစီတပ်ဘက်ကဒုတက်ရင်မူ အရာဘိုးတို့တေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူလည်းများသလိုလက်နက်ခဲယံတွေလည်းတင်စီရမိတယ်လို့ KNU ကဖော်ပြပါဗျ။ KNU ကဖော်ပြလာတဲ့တပ်ပုံတွေအရစိန်ပြောင်းတွေလက်နက်ကြီးကြီးတွေစစ်တပ်သော MACD တနက်အချို့နဲ့ခဲယံတွေတင်စီရမိတာတွေ့ရပါဗျ။နောက်ထပ်သတင်းအနေနဲ့နတ်တလင်းရှိ တမန်ငယ်ရေကင်းစကန်ကို PDF တွေတိုက်ခိုက်သိမ်းပိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကိုတိုင်းနတလေးမြို့နယ်ရှိစစ်ကောင်စီရဲ့တမငယ်ရဲကင်းစကန်ကိုပူပေါင်းအဖွဲ့တွေနဲ့အတူတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတနက်6လမ်းနဲ့ခဲရဲများရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကမနက်စောပိုင်းမှာနတလေးမြို့နယ်ရှိဘက်တမငယ်ရွာရှိစစ်သားရဲနဲ့ပြူစောတိတွေတက်ဆွဲထားတဲ့တမငယ်ရဲကင်းစကန်ကိုတာယာဝတီခရိုင်အမှတ်1တက်ရင်တက်ခွဲနေ တက်ခွဲချောင်းနဲ့နတ်တလင်းမြို့ပကဖားတို့ပူးပေါင်းကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့အမတ်တတရင်တာဝန်ရှိသူတဦးကပြောပါရယ်တိုက်ခိုက်ချိန်တနာရီခန့်ကြာမြင့်ပြီးတိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်က2ဦးသေဆုံးကကြံအင်အားတွေစခန်းစွန့်ထွက်ပြေးသွားတယ်လို့သူကဆက်ပြောပါရယ်နောက်ထပ်သတင်းအနေနဲ့ Sky Villa အဖြစ်အစည်းတွေအောက်ကနေရုပ်လောင်း၆လောင်းထပ်မံရှာဖွေတွေ့ရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ န္တလေးမြို့စကိုင်းဗီလာအပြက်စီးတွေအောက်ကနေမနေ့ကမေလ၂ရက်နေ့မှာရုပ်လောင်း၆လောင်းနောက်ထပ်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကဒီငလျင်ကြောင့်တည်ဆုံးသူ3839ဦးထိခိုက်ဒဏ်ရာရသူ9105ဦးကြောက်ဆုံးသူ101ဦးရှိပြီးဖြစ်ပါတယ်။နောက်ဆုံးသတင်းအနေနဲ့အိန္ဒိယနဲ့တင်မာနေချင်းကက်ရှမီးယားနယ်စပ်ဒေသခံတွေကိုစားနေရိတ်ခါနှစ်လစာစုဆောင်းမှုပါကစ္စတန်ညွှန်ကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာစစ်တေးကြတိုက်ခိုက်မှုကြောင့်ပါကစ္စတန်နဲ့အိန္ဒိယတို့ကြားတင်းမာမှုတွေမြင့်တက်နေချိန်မှာကက်ရှမီးယားနယ်စပ်အနီးနေထိုင်သူတွေအနေနဲ့အစားအစာစေဝါနဲ့အခြားလိုအပ်တဲ့အခြေခံပစ္စည်းတွေစုဆောင်းတူလောင်ထားဖို့ပါကစ္စတန်တာဝန်ရှိသူတွေကညွှန်ကြားလိုက်ပါတယ်။ဧပြီလ22ရက်ကဖြစ်ပွားခဲ့တဲ့အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဘက်အချမ်းပါဟေဂန်ဒေသမှာ ကဘာလက်ခီးသွား26ရောက်သေဆုံးခဲ့တဲ့တိုက်ခိုက်မှုမှာပါကစ္စတန်ပါဝင်ပတ်သက်နေတယ်လို့အိန္ဒိယကစွပ်စွဲထားပါတယ်။ပါကစ္စတန်ကတော့ဒီစွပ်စွဲချက်တွေကိုညှင်းဆို့ထားပြီးတန်တမန်တွေအပြန်အလှန်နှင်ထုတ်တာဗီဇာထုတ်ပေးမှုရပ်ဆိုင်းတာနဲ့လေကြောင်းလိုင်းတွေပြန်တန်းခွင့်ပိတ်ပင်တာအပါအဝင်လက်တုပ်ပြန်အစီအမံတွေချမှတ်ခဲ့ပါတယ်။နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိယနှစ်နိုင်ငံကြားကက်ရှမီးယားဒေသကိုနှစ်ဖက်ပိုင်းခြားထားတဲ့စီးရီးထိန်းချုပ်မြေနယ်စပ်တစ်လျှောက်မှာ ရှင်ညာဇတိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။နေဆက်စီထိန်ချုပ်မြေရှောက်ဒေသ73ခုရှိဒေသခံတွေအနေနဲ့အစားအစာစီဝါနဲ့အခြားအခြေခံလိုအပ်ချက်တွေကိုနှလားစာစုဆောင်းထားဖို့ညွှန်ကြားထားပြီးထောက်ပံ့ရေးအတွက်ဒေသအစိုးရဟာရန်ကုန်ငွေဒေါ်လာ3.5သန်းသုံးမယ်လို့ပါကစ္စတန်ထိန်ချုပ်ထားတဲ့ကက်ရှမီးယားဒေသဝန်ကြီးချုပ်ကပြောပါတယ်။ ကရှမီးယားဒေသနဲ့ပတ်သက်ပြီးနှစ်ကြိမ်တိုင်စစ်ခင်းတဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့တပ်တမန်ရေးရာတင်းမာမှုတွေပုံမိုဆိုးရွားနေပြီးပြည်ပခါတွေထပ်မံဖြစ်ပွားမှာကိုနိုင်ငံတကာစိုးရိမ်ပူပန်မှုတွေမြင့်တက်နေကပါကစ္စတန်ကတော့အိန္ဒိယရဲ့စစ်ရေးရာလှုပ်ဆောင်မှုတွေကိုပြက်ပြက်သားသားတုံ့ပြန်သွားမယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။ ။မနေ့ကတရက်တာဖြစ်ပျက်ခဲ့မြတ်တဲ့နေတွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကို မြို့တော်ပြည်သက်ကြီးအတွက်ရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။